ဣသရေလစစ်စင်ရေးအထူးအောင်မြင်တယ်လို့ထရမ့်ကပြောဆိုလိုက်ပါတယ်။အချိန်မနှောင်းခင်ညှိနှိုင်းဖို့အီရန်ကိုလည်းတတိပေးလိုက်ပါတယ်။အီရန်ကိုဣသရေလလေကြောင်းတိုက်ခိုက်မှုတွေဟာအကြီးအကျယ်အောင်မြင်ခဲ့တဲ့စစ်စင်ရေးလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကချီးကျူးလိုက်ပြီးအီရန်အနေနဲ့ဘာတစ်ခုမှအဖက်ဆဲဆရာမကြံတော့တဲ့အဆင့်တိမရောက်ခင်ညှိနှိုင်းမှုတွေလှုပ်သိမ့်ပြီလို့ပြောကြားသွားပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာမြင့်တင်မှုတွေကိုထိန်းချုပ်ဖို့အမေရိကန်ကထိတွေ့ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့မောင်မြင်ခဲ့တဲ့နောက်ဂျွန်လ13ရက်နေ့မှာ ဣသရေကအီရန်ပိုင်းနယ်ထဲကနျူကလ ியர் နည်းပညာဆိုင်ရာစောက်အုံတွေစစ်ကားတွေနဲ့လက်နက်စနစ်တွေကိုလေကြောင်းကနေအပြင်းထန်တက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဣသရေကအီရန်သာနျူကလ ியர் လက်နက်တွေပိုင်ဆိုင်လာမယ်ဆိုရင်ဣသရေရဲ့ရှင်သန်ရည်တည်မှုကိုချိန်ကျောက်လာမှာဖြစ်တဲ့အတွက်အဲ့ဒီချိန်ကျောက်မှုကိုဖျက်ဆီးဖို့စစ်စင်ရေးကိုလှုပ်ဆောင်ခဲ့တာလို့ကြေညာခဲ့ပါတယ်။ညပိုင်းမှာအီရန်ကဣသရေကိုဒုံးကျည်တွေနဲ့လက်တုံပြန်ဖျက်ခတ်ခဲ့တာကြောင့်ဂျေရုရှလင်နဲ့တယ်ဗစ်မြို့တော်မှာထိခိုက်ပျက်စီးမှုတွေဒဏ်ရာရမှုတွေရှိလာခဲ့ပါတယ်။ CNN တရင်ဌာနကအီရန်အစ္စရေးအရေးနဲ့ပတ်သက်လို့အစ္စရေးရဲ့အမခါမဟာမိတ်အမေရိကန်သမ္မတထရမ့်ကိုဖုန်းဆက်ပြီးအင်တာဗျူးတဲ့အခါထရမ့်ကသူ့အနေနဲ့တေချာပေါက်အစ္စရေးဘက်ကထောက်ခံရည်တည်ရမှာဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။နောက်ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုဟာရလပိုင်းအရအောင်မြင်တဲ့စစ်ဆင်ရေးမျိုးဖြစ်ခဲ့တယ်လို့ထရမ့်ကဆိုပါတယ်။အစ္စရေးစစ်တပ်ကအဲဒီတိုက်ခိုက်မှုမှာတိုက်လေယာဉ်အစင်း200ကျော်ကိုအသုံးပြုခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ထရမ့်ကအီရန်အနေနဲ့သူပြောတဲ့စကားတွေကိုတေချာနားထောင်ခဲ့တဲ့ကြောင့်သဘောတူညီမှုတစ်ခုရနိုင်ဖို့ အီရန်ကိုသူကအချိန်ရက်60တက်မှတ်ပြီးစောင့်ပေးခဲ့ကြအောင်အခုတော့62ရက်မြောက်နေ့ဖြစ်သွားပြီဖြစ်ကြောင်းပြောပါတယ်။တနည်းအားဖြင့်သူအချိန်ပေးခဲ့တဲ့တက်မှတ်ကာလအကုန်မှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့တာလို့ထရမ့်ကဆိုလိုဟန်ရှိပါတယ်။အခုတော့အီရန်ဟာအယားအယာနောက်ကျမသွားခင်အချင်းလေးကိုနားလည်ပြီးဆွေးနွေးပွဲစပွားပိုင်းစီပြန်လာတက်မိဖြစ်ကြောင်းအီရန်မှာတူတီထားတဲ့အရန်သဘောထားတင်းမာတဲ့သူတွေကတော့တေကုံကြပြီဖြစ်ကြောင်းထရမ့်ကပြောဆိုပါရတယ်။ထရမ့်ဟာအီရန်အနေနဲ့ဘာမှမကြံတော့တဲ့အဆင့်ထိဖြစ်မသွားခင် နျူကလ িয়ার အရေးဆွေးနွေးသဘောတူညီမှုတစ်ခုခုကိုရှာဖွေသင့်နေပြီဖြစ်ကြောင်းမဟုတ်ရင်အစ္စရေးစီကတိုက်ခိုက်မှုတွေဟာပုံမကြမ်းတမ်းပြင်းထန်လာနိုင်ကြောင်းလည်းလူမှုကွန်ရက်ပေါ်မှာသတိပေးရေးသားထားခဲ့ပါသေးတယ်။တစ်ဖက်မှာတော့ထရမ့်ရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူမာကိုရူဘီနိုကတော့တပရနဲ့ရှင်ရင်ပိုပြောပြောင်းတဲ့အသုံးအနှုန်းမျိုးကိုရွေးချယ်ခဲ့ပြီးအစ္စရေးကအီရန်ကိုတိုက်ခိုက်တဲ့ကိစ္စမှာအမေရိကန်ရဲ့တိုက်ရိုက်ပတ်သက်မှုလုံးဝမရှိကြောင်းညင်းဆိုခဲ့ပါတယ်။အစ္စရေးဟာအီရန်ပေါ်တစ်ဖက်သက်အရေးယူဆုံးဖြတ်မှုတစ်ခုလှုပ်ဆောင်ခဲ့ကြောင်း အီရန်ပေါ်တက်ခတ်မှုမှာအမေရိကန်ကလုံးဝပုံပတ်သက်မှုမရှိခဲ့သလိုအမေရိကန်ရဲ့လက်ရှိဦးစားပေးဟီမန်ချက်ဟာဒေသတွင်းမှာဖြန့်တက်ထားတဲ့အမေရိကန်တပ်တွေရဲ့လုံခြုံရေးတာဖြစ်ကြောင်းရူဘီယိုကပြောကြားခဲ့ပါတယ်။အိန္ဒိယလေရင်ပြတ်ကျသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရန်အစစ်မြင့်ကော်မတီကိုဖွဲ့စည်းပြီးလေရင်ပြတ်ကျမှုကြောင့်တည်ဆုံးသူက289ဦးထိတိုးလာကြောင်းသိရပါတယ်။အိန္ဒိယလေရင်ပြတ်ကျသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရန်အစစ်မြင့်ကော်မတီကိုဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။အိန္ဒိယဆိုရသည်အမ်ဟမ်ဒါဘတ်တွင် Air India လေယာဉ်ပြကြသည့်အကြောင်းရင်းများကိုစစ်ဆေးရန်ပြည်ထရေးအတွင်းဝန်ဦးဆောင်သောအစစ်မြင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းလိုက်ပြီးအဆိုပါကော်မတီတွင်လေကြောင်းပို့ဆောင်ဝင်ကြီးဌာနအိန္ဒိယလေတပ်မကိုယ်စားလှယ်များနဲ့လေကြောင်းကျွမ်းကျင်သူများပါဝင်မည်ဖြစ်ပါသည်။၎င်းကော်မတီသည်လေယာဉ်ပြန်သမှုဒေတာလေယာဉ်မှုခန့်ရဲ့အတမှတ်တမ်းများလေယာဉ်ထိန်းသိမ်းမှုမှတ်တမ်းများ ATC မှတ်တမ်းများနဲ့တက်တည်ထွက်ဆိုချက်များပါဝင်အထူးကအရေးပါသည့်မှတ်တမ်းများအလုံးကိုဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။၎င်း၏စီရင်ခံစာကို၃လအတွင်းတင်သွင်းရန်မျှော်လင့်ထားကြောင်းသိရှိရပါသည်။ data company ပိုင်ဆိုင်သော Air India Boeing 787 Dreamliner AI 171သည်ဂျွန်လ12ရက်နေ့နေ့လယ်ပိုင်းတနအိုင်ဝန်းကျင်တွင်အိန္ဒိယနိုင်ငံအနောက်ပိုင်းအမ်ဟမ်ဒဘတ်လေဆိပ်မှပြန်တက်ပြီးမိနစ်ပိုင်းတွင်ပြတ်ကျခဲ့ခြင်းဖြစ်ပါသည်။လေယာဉ်ပေါ်တွင်ခီးတယ်နှင့်အမှုထမ်း422ဦးနှင့်တဦးသာတက်ရှင်ကြံရိုက်ခဲ့ပါသည်။အိန္ဒိယရေးသတင်းရင်းမြစ်တစ်ခုကိုကိုးကား၍ FB ကယနေ့တွင်ရုပ်အလောင်း296လောင်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းလီယန်သည်ဆေးပဆိုင်ရာဝန်ထမ်းများနေထိုင်သည့်တိုက်ပေါ်သို့ပြက်ကျခဲ့ခြင်းဖြစ်ပြီးမြေပြင်ပေါ်တွင်အနည်းဆုံးလူ38ဦးသေဆုံးခဲ့ရပါသည်။မြန်မာတရုတ်ဆက်ဆံရေးစစ်ကောင်စီဆောင်းပါးတွင်ဒေါအောင်ဆန်းစုကြည်ခီးစဉ်များကိုထိန်ချမ်းဖော်ပြကြောင်းသိရပါသည်။မြန်မာတရုတ်ဆက်ဆံရေးအကြောင်းရေးသားထားသည့်စစ်ကောင်စီဝါဒဖြန့်သတင်းစာဆောင်းပါးတစ်ပုဒ်တွင်နိုင်ငံပြန်လည်ခီးစဉ်များကြောင်းရေးသားရ၌နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တရုတ်ခီးစဉ်များကိုထိန်ချမ်းပြီးရေးသားဖော်ပြကြပါသည်။ ီးခဲ့သည့်ဒွန်လာ၈ရက်နေ့တွင်ကြားရောက်ခဲ့သည့်နိုင်ငံသံတမန်ဆက်ဆံရေး၉၅နှစ်မြောက်အတွက်ခေတ်အဆစ်ဆက်လက်ချင်းရှိ၍ယင်းနှစ်တည်ခဲ့ကြသောမြန်မာတရုတ်ဆွေမျိုးပတ်ပေါ်ဆက်ဆံရေးခေါင်းစဉ်ဖြင့်မောင်ကဘာရေးသားသည့်အဆိုပါဆောင်းပါးကိုဒွန်လာ၁၀ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ကြေမုံတရင်စာတွင်ဖော်ပြခဲ့ပါသည်ဆောင်ပါတွင်ဝီယူချိုဦးနူဤတရုတ်ကြီးစဉ်နိုင်ငံငယ်ချတ်တမိတ်သဘောတူစာချုပ်ကို1960ပြည့်နှစ်ဇန်နဝါရီလတွင်တရုတ်ဝန်ကြီးချုပ်ချွန်လိုက်နှင့်အာနာရှင်ဘိုချုပ်ကြီးနေဝန်တို့လက်မှတ်ရေးထိုးခဲ့သည့်အကြောင်း 2011ခုနှစ်တွင်ဦးသိန်းစိန်ဆိုးရွားလက်ထက်တွင်မြန်မာတရုတ်ဆွေမျိုးပေါက်ပေါ်ချစ်တီရေးသည်ဘက်ဆုံမဟာပြူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအထိတိုးမြင့်လာနိုင်ခဲ့ကြောင်းတို့ကိုရေးသားထားပါသည်။ထို့ပြင်အာနာသိန်းကာလဆွေကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နှင့်တရုတ်သမ္မတရှီကျင့်ပြင်ရုရှားတွင်တွေ့ဆုံမှု2014ခုနှစ်နိုဝင်ဘာဆွေကောင်းဆောင်၏တရုတ်ခီးစဉ်နိုင်ငံတန်တမာဆက်ဆံရေး85နှစ်မြောက်ထိမ့်မှတ်သွန်းလွှတ်အပြန်အလှန်ပေးပို့မှုများကိုအကျယ်တွင်ရေးသားဖော်ပြပါသည်။ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်2016ခုနှစ်ဩဂုတ်လ2019ခုနှစ်မေလနှင့်နှစ်ကုန်ပိုင်း2019ခုနှစ်ဧပြီလတွင်တရုတ်နိုင်ငံသို့နိုင်ငံတော်အဆင့်ခီးစဉ်အလို့သဘောခီးစဉ်ရန်ဝန်နှင့်ပိုလန်စီမံကိန်းဖိုရမ်တက်ရောက်ရောင်းတို့အတွက်တွေ့ရောက်ခဲ့ဖူးပါသည် တို့တော်စစ်ကောင်စီဆောင်းပါးကမူအဆိုပါကြီးစင်များကိုခြံလှပ်ပြီးတရုတ်သမရရှီကျင့်ဖြင့်ဒီ2020ပြည့်နှစ်တွင်မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခီးလာရောက်လည်ပတ်ပြီးနိုင်ငံဆက်ဆံရေးစံမျက်နှာတစ်ကိုထပ်မံဖွင့်လှစ်နိုင်ခဲ့သည်ဟုသာရေးသားဖော်ပြခဲ့ပါသည်2021ဖေဖော်ဝါရီလအနာသိမ့်ပြီးနောက်ဗိုလ်ချုပ်မူကြီးမေအောင်နိုင်ဦးဆောင်သည့်စစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ပါဝင် NLD ထိပ်ပိုင်းခေါင်းဆောင်များပါတီဝင်များကိုဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်ပါသည် ဒေါအောင်ဆန်းစုကြည်ကိုလည်းစစ်ကောင်စီကအမှုပေါင်း၁၉ခုဖြင့်ဆွဲချက်တင်ပြီးလက်ရှိတွင်ထောင်ဒဏ်၂၉နှစ်ချမှတ်ထားပါတယ်။စစ်ကောင်စီသည်ပြီးခဲ့သည့်၂၀၂၂ခုနှစ်ဇွန်လတွင်ဒေါအောင်ဆန်းစုကြည်ဟာရှုဝတ်ထိန်းသိမ်းထားသည့်နေရာတစ်ခုမှာနေပြည်တော်ချုပ်ထောင်သို့ပြောင်းရွှေ့ပြီးနောက်2022ဒီဇင်ဘာလကုန်ပိုင်းကစ၎င်း၏ရှိနေများနဲ့ပါတွေ့ခွင့်မပေးတော့ပဲပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ထားပါတယ်။လက်ရှိတွင်စစ်ကောင်စီနဲ့တရုတ်အကြာ ဆက်ဆံရေးဒီပုံမတိုးတက်လာပြီးပြီးခဲ့သည့်နှစ်နိုင်ငံတန်တမာဆက်ဆံရေး85နှစ်မြောက်ထိမ်းမှတ်နေ့တွင်လည်းစစ်ကောင်းဆောင်မရောက်နိုင်တဲ့တရုတ်သမ္မတရှီကျင်းဖင်တို့အကြားဒေဝန်လွန်များအပြန်အလှန်ပေးပို့ခဲ့ကြပါတယ်စစ်ကောင်းစီကမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထံလက်လွတ်ဆုံးရှုံးခဲ့ရသည့်ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုလည်းတရုတ်အကူအညီဖြင့်ပြန်လည်ရယူထားပြီးကြံတိုင်းရင်းသားလက်နက်ကင်ဖွဲ့ချုပ်ကိုလည်းတိုက်ပွဲများရပ်၍စစ်ကောင်းစီနဲ့ဆွေးနွေးရန်တရုတ်ကဖိအားပေးမှုများပြုလုပ်လျက်ရှိပါတယ်စကိုင်းမြုံနယ်တွင်စစ်ကြောင်းထိုးနေသည့်စစ်တပ်က ကင်းရွာစုချောင်းမြေဘုံကြီးချောင်းတွင်ဘုံကြီးချောင်းကျောင်းတိုင်ဆရာတော်နှင့်မိခင်ဖြစ်သူပါဝင် ပြည်သူလေးဦးကိုပြစ်ခတ်တပ်ဖြတ်ကာအနေအများကိုမိရှုဖြစ်စီနေကြောင်းသိရပါသည်။သကိုင်းတိုင်းသကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကကင်းရွာစုချောင်းမြေဘုံကြီးချောင်းကျောင်းတိုင်ဆရာတော်နှင့်မိခင်ဖြစ်သူပါဝင်ပြည်သူလေးဦးကိုပြစ်ခတ်တပ်ဖြတ်ကာအနေအများကိုမိရှုဖြစ်စီနေကြောင်း Wallet Informational Network တာဝန်ခံကပြောပါသည်။ ်ဂျွန်နာစနေရနေ့တွင်မင်းခွန်းဒေသမှထွက်လာသောဂျမ်ဘက်စစ်ကောင်စီတပ်သားများသည်ကင်းရွာကိုဝင်ရောက်စီးနင်းပြီးစူတောင်းပြည်ဘုံကြီးကျောင်းကျောင်းနိုင်ဆရာတော်နှင့်မိခင်ဖြစ်သူပါဝင်အမျိုးတော်ဆက်သူတဦးကိုစစ်ကောင်စီတပ်သားများကတပ်ဖြတ်ခဲ့ကြောင်းသိရပါသည်ထို့ပြင်ညမနေ့ဂျွန်နာ73ရက်နေ့ကလည်းအချမ်းပဲစစ်ကောင်စီတပ်သားများကချောင်းမကြီးရွာအနောက်ဘက်၌စစ်ရှောင်နေကြသည့်ပြည်သူများကိုလက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်ခဲ့ရာအသက်40အရွယ်အမျိုးသမီးတဦးជីတိမာမီပွဲချင်းပြီးတေဆုံးခဲ့ကြောင်းအမျိုးသမီးနှစ်ဦးမှလည်းជីတိမာမီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ဂျွန်လ14ရက်နေ့မွန်လွယ်ပိုင်းမှာစတင်ပြီးအကြံပဲစစ်ကောင်စီတပ်သားများကချောင်းမကြီးရွာနဲ့ကင်းရွာများကိုဝန်းရောက်စီးနှင်ပြီးပြည်သူပိုင်နေအများကိုစိတ်ကြိုက်မိရှုဖျက်ဆီးနေကြောင်းသိရပါတယ်။မင်းကွန်ဒေသကနေထွက်လာတဲ့စစ်ကြောင်းကအခုချောင်းမကြီးရွာနဲ့ကင်းရွာတွေကိုမိရှုနေပါတယ်။နှစ်ရွာလုံးကိုတပြိုင်တည်းမိရှုနေပါတယ်။အခုမိရှုနေတဲ့စစ်ခွေးတွေကလုံခဲ့တဲ့၃ရက်ခန့်လောက်ကကင်းရွာထဲမှာရှိတဲ့စုတောင်းပြေဖုန်ကြီးကျောင်းထဲကကျောင်းနိုင်ဆရာတော်တပါးရဲ့မိခင်ဖြစ်သူရဲ့အမျိုးတော်ဆက်သူရဲ့စုစုပေါင်း၃ဦးကိုပြစ်တက်ခဲ့တယ်လို့သိရတယ်။ မနေ့ကလည်းချောင်းမကြီးရွာထဲမှာရောက်နေတဲ့စစ်ခွေးတွေကရွာရဲ့အနောက်ဘက်မှာစစ်ရှောင်းနေတဲ့ပြည်သူတွေကိုလက်နက်ငယ်နဲ့ရန်သားပစ်ခတ်လိုက်တာအသက်40အရွယ်အမျိုးသမီးတူလက်နက်ငယ်ထိမှန်ပြီးတော့အနားမှာတင်ပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရတယ်အမျိုးသမီးငယ်နှစ်ဦးကတော့လက်နက်ငယ်ထိမှန်တယ်လို့ပဲသိရတယ်ဟု Wallet Informational Network တာဝန်ခံကပြောပါတယ်။အဆိုပါကျမ်းမတ်စစ်တပ်စစ်ကြောင်းကြောင်းလက်ရှိချိန်တွင်တည်ရွာတွင်မှထောင်နဲ့ချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးနေရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်ရှိချိန်ထိနေအိမ်များကိုမိရှို့ဖျက်ဆီးနေဆဲဖြစ်ကြောင်းသိရပါတယ်။